ုံကြီးတိုင်းကိုလည်းယုံကြည်စိတ်ချလို့မရပါဘူး။မျိုးသမီးတွေနေနဲ့လည်းယဟန်တန်ဃာတွေနဲ့ပြောဆိုဆက်ဆံမယ်။သို့မဟုတ်အကြောင်းကိုသွားကြမယ်ဆိုရင်အမျိုးသမီးဖြစ်ရင်တယောက်တည်းမသွားပါနဲ့။အဖော်သို့မဟုတ်လူကြီးသူမတွေနဲ့သာရှင်တွဲပြီးသွားအဝိစားကိုလုံးလုံးကျုံကျုံဝှက်ပါဘောင်းမွေရှိနေတဲ့ဃာဝင်နဲ့ရှုပ်ရှက်ခတ်ပြီးသွားတဲ့ဟာတွေအလေထားတွေဘုံကြီးယဟန်နေပေါ့နော်။အဲတစ်တော့ကြည်ရာတွေ မလုံသိဘူးပေါ့နော်အားလုံးမင်္ဂလာပါမော channel ကြီးရကျေးဇူးလိုက်ပါတယ်မိုးဒီနေ့တစ္ဆက်ပေးချင်တဲ့ဗီဒီယိုလေးကတော့လှဲကူးမျိုးနယ်မှာဒီကြောင်းလိုက်စရာတော့ကြီးကနေပြီးတော့ဒီကံမအရင်ဘောနော်အာရမပြုချင်တာမအောင်မြင်လို့ဆိုပြီးတော့ဒါနဲ့ခုတ်တက်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီးတော့တန်ငါတော်ဒီရောဒီကံမဒီရောဘောနော်အနေတိုင်းအသွာလာဆင်ကျင်ဖို့တတိပေးလာတဲ့ဗီဒီယိုလေးကိုတစ္ဆက်ပေးမှာပဲဖြစ်ပါတယ်ကြည့်တဲ့အမျိုးလေးဘဟုသူရရအောင်လို့ပြန်လဲမျှော်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော်မင်္ဂလာပါဗျဒီနေ့တော့အားလုံးသိရှိပြီးသားဖြစ်မယ်လို့ထင်ပါတယ် လဲခုမျိုးနယ်ကចောင်းနိုင်ဆရာတော်ကသူចောင်းကိုအဓိကလှူဒန်းနေတဲ့ចောင်းတက္ကမကြီးကိုတက္ကမအရင်ကိုပြန်လဲခုတ်တက်ခဲ့တယ်လို့သိရပါတယ်ဖြစ်ရှင်ကတော့ចောင်းနိုင်ဆရာတော်ဟာမနေ့စောစောသူနေထိုင်ရာចောင်းကနေမင်္ဂလာတော်မြို့နယ်မှာနေတဲ့သူတက္ကမကြီးအိမ်ကိုလာပြီးတော့เจ้ามาရှိနေတဲ့တက္ကမကြီးရဲ့မိခင်ဟာကျမကြီးမကောင်းဘူးဆိုပြီးပြောဆိုကเจ้าတို့ပြန်လဲခေါ်ဆောင်သွားခဲ့ပါတယ်။เจ้าကိုရောက်တဲ့အခါမှာ ဘုန်းကြီးကတက္ကမကြီးကိုအရမပြုကျင်မှုကြံစီခဲ့တယ်လို့သိရပါတယ်အရမပြုကျင်မှုကြံစီခဲ့တဲ့အချိန်မှာတက္ကမကြီးဟာလက်မခံပဲဘုန်းကြီးနဲ့အပြာလန်ရုံရင်းဆန်ခတ်ဖြစ်ပြီးတော့ထွက်ပြေးတဲ့အချိန်မှာဘုန်းကြီးကနောက်ကနေအတင်းလိုက်ပြီးတော့ရရဆက်ဆက်ခုတ်တက်ခဲ့တယ်လို့သိရပါတယ်အော်ဒီဖြစ်စဉ်ကြောင့်တက္ကမကြီးဟာနေရာတွင်တည်ဆုံးသွားတယ်လို့သိရပါတယ်။အဲ့တော့ဒီဖြစ်စဉ်ကိုခြေခံကြည့်တဲ့အခါ ကျွန်တော်တို့အမျိုးသမီးတွေဟာရဟန်းတန်ဃာတွေနဲ့ဆက်ဆံတဲ့အချိန်မှာလိုအပ်တီထက်ပို၍မဆက်ဆံသင်ပါဘူး။ဘုန်းကြီးတိုင်းကိုလည်းယုံကြည်စိတ်ချလို့မရပါဘူး။အဲ့တော့တကယ်တကယ်သာသနာ၃ရက်ကိုထမ်းဆောင်နေတဲ့ရဟန်းတန်ဃာတွေဟာလည်းမာတုကာမလို့ခေါ်တဲ့အမျိုးသမီးတွေနဲ့ရောရောရှက်ရှက်မနေထိုင်ပါဘူး။အမျိုးသမီးတွေနဲ့ရောရောရှက်ရှက်နေထိုင်ပြီဆိုရင်ဒီဘုန်းကြီးကလည်းတကယ်ဘုန်းကြီးကျင့်ဝတ်နဲ့မငြင်းနိုင်ပါဘူး။ ဒါကြောင့်မို့ခေါင်းကြီးဒီသူကျင့်ဝတ်နဲ့ညီချင်းမညီချင်းဒီကျုပ်တို့နဲ့မသက်ဆိုင်ဘူးအဲ့တော့ကျွန်တော်တို့တိထားရမှာကတက္ကະတက္ကမတွေတိထားရမှာကအမျိုးသမီးတွေအမျိုးသမီးငယ်တွေအမျိုးသမီးတွေတိထားရမှာကယဟန်တန်ဃာတွေနဲ့ထိတွေ့ဆက်ဆံခြင်းမပြုဖို့နဲ့ယဟန်တန်ဃာတွေကိုလိုအပ်တည်ထက်ပုံ၍ရောနှောဆက်ဆံခြင်းမပြုဖို့ပါပဲအခုဖြစ်စဉ်ကိုကြည်ချင်းအားဖြင့်လည်းတက္ကမဟာခေါင်းကြီးကိုအလွန်ကြည်ညိုတဲ့အခါ ဘုံကြီးလိုအပ်တဲ့အကြောင်းသိစရက်စသည်အဖြစ်လူပဲပစ္စည်းတွေလူပဲအကြောင်းလူတင့်လူထိုက်တဲ့အရာတွေကိုလှူပြီးတော့ဘုံကြီးနဲ့ရင်းရင်းနှီးနှီးဆက်ဆံခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်။အဲ့တော့ဘုံကြီးအများစုကလည်းတကယ်ကိုသီလသမားကြီးတိတ်ခါနဲ့နေတဲ့ဘုံကြီးအရန်နဲပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းဗုဒ္ဓဘာသာပါ။အဲ့တော့ဘုခိမဘုံကြီးအများစုကိုလည်းယုံကြည်လို့မရပါဘူး။အဲ့တော့မျိုးသမီးတွေနေနဲ့လည်း ယဟန်တန်ဃာတွေနဲ့ပြောစုဆက်ဆံမယ်သို့မဟုတ်အကြောင်းကိုသွားကြမယ်ဆိုရင်အမျိုးသမီးဖြစ်ရင်တယောက်တည်းမသွားပါနဲ့အဖော်သို့မဟုတ်လူကြီးသူမတွေနဲ့သာရှင်တွဲပြီးသွားပါလို့အကြံပြုပါရစေအဲ့တော့ကျွန်တော်တို့နိုင်ငံမှာလည်းဖြစ်လိုက်ရင်ထူးထူးဆန်းဆန်းနေနဲ့များစွာတွေ့ရပါတယ်ဒါကြောင့်မို့လို့အသက်ကိုညံဆောင်အောက်ဆောင်ကန်ဆောင်ဆိုသလိုပဲအရာအားလုံးဒီမိမိပေါ်မှာအဓိကတောင်းရှိပါတယ်ဒါကြောင့်မို့အားလုံးစင်ကြင်တော်တရားလေးနဲ့ ဖြတ်သန်းကြပါလို့ဒီနေရာကလည်းအကြံပြုပေးပါတယ်အားလုံးပဲနေကောင်းကြပါစေခင်ဗျာအခုဖြစ်သွားတယ်ဗောနော်လဲဦးကဟိုဘုံကြီးကိစ္စဗောနော်ဘုံကိစ္စမလင်းတို့ကဘူဗန္နာမဟုတ်ဘူးဒကမလေးအနေနဲ့ကလည်းမဒုကမဗောနော်ဒကမလေးအနေနဲ့ကလည်းတမိုးအောက်ထဲမှာနေညနေသူ့ညဗောနော်တမိုးအောက်ထဲမှာအတူမရှိတင်ပါဘူးဒါကရှောင်ရှားမယ်အရာတွေပေါ့နော် အာမလင်းတို့ဟိုတုန်းကရာသွင်းထဲမှာလည်းရှိခဲ့ဘူးပါတယ်မိဖုရားကြီးဝင်လဲတော့အခန်းမှာယဟန္တာယဟန္တာဇန်နဲ့ကြွတာကိုမိဖုရားကြီးအဝတ်စားလဲတဲ့အခါကြည့်မိတဲ့အခါဇန်လျှောခဲ့ပါတယ်ဒါကဇန်ရတဲ့ပုံကိုယ်တွေအောင်ဇန်လျှောတယ်ဆိုရင်ပုရုဇဉ်ခုံကြီးတဲ့ပုရုဇဉ်လူသားဖြစ်တဲ့အတွက်ဒီပြဿနာတွေကတော့ဟိုတက်ရတယ်ပေါ့နော်မလင်းတို့ဗုဒ္ဓဘာသာမှာသာသနာကိုလည်း ညှိုးနှွမ်းစေခြင်းကိုအရန်ညှိုးနှွမ်းနေပါပြီတချို့ဘုန်းကြီးတူတွေတဲ့အများကြီးအေးချုံထားတဲ့ဘုန်းကြီးတွေအများကြီးရှိတယ်တကယ်ကိုသာသနာကိုပဲတကယ်ကိုဝင်းကြီးဝင်းကြီးတော်နဲ့အညီနေတဲ့ဘုန်းကြီးတွေလည်းရှိပါတယ်ဘယ်ဘုန်းကြီးဘယ်ဟန်နာကိုမှမစော်ကားပါဘူးဒါပေမဲ့မလင်းတို့ကဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်တဲ့အတွက်သာသနာကိုမညှိုးနှွမ်းစေခြင်းဘူးပေါ့နော်အဲတက္ကမလေးအနေနဲ့ကလည်းဘုန်းကြီးကျောင်းသွားတယ် ဘသူမစိုးဖုံးချောင်းသွားကြပါတယ်အဝိစားကိုလုံလုံချုံချုံဝစ်ပါဘောင်းမွေရှိနေခါဝင်နေရှုပ်ရှက်ခတ်ပြီးသွားတဲ့ဟာတွေအလေထားတွေဘုံကြီးအေးကြီးတွေရဟန်းတန်ကားတွေအိတ်တဲ့အခန်းထဲတွေဝင်နေအထီရှောင်ရှားတင်နေနောက်တစ်ခုကဘာပြောချင်တာလဲဆိုတော့ဘုံကြီးရဟန်းတွေပေါ့နော်အဲတစ်တော့ကြည်ရာတွေ လုံသိဘူးပေါ့နော်ဝင်းကြီးတော်နဲ့အညီနေရမယ်အဲဒီတစ်တော်ထဲမှာလည်းပဲပေါ့နော်တချို့ဆိုရင်လင်မယားခန်းနေဂရင်ကိစ္စခန်းနေရိုက်တာတွေကလည်းတအားလွန်လာလေးတွေ့တယ်တချို့မိကလေးတွေဆိုရင်ကို follow ရရင် like ရရင်ပြီးရောနော်အဖို့အချွတ်တွေရိုက်ကြတာ follower like တွေတိုးဖို့ပဲအရေးကြီးတယ်နှိုးတွေပြဖင်နေပြဒါမကောင်းဘူးနေမိဘမိဘရှိမယ်ညီကိုမောင်နှမရှိမယ်မွေးချင်းတွေရှိမယ်ရဟန်းတန်ခါးတွေရှိမယ်တွတ်တော်ကြည်ရာတွေက အများကြီးပဲရှိရလေတိလာအဲ့တော့ရှောင်ရှားတင်တယ်ပေါ့နော်မလုံတင်ဘူးဒီຢာတွေကိုလဲနောက်ဗီဒီယိုအတူလေးရိုက်တာဗီဒီယိုအတူလေးရိုက်တဲ့ဆယ်လီတွေပေါ့နော်ဒီဂရင်ကိစ္စတွေကိုရိုက်တယ်ဒါနှိုးစွာတာနော်အဲဘုံကြီးတန်ငါတွေရတယ်အရေးချုံထားတဲ့ဘုံကြီးတွေဆိုရင်ဒီဝင်းကြီးတော့မလိုက်မလိုက်နိုင်ဘူးပေါ့နော် လိုက်နိုင်တဲ့ဘုန်းကြီးရဟန်းတန်ဃာတွေလည်းရှိပါတယ်မလိုက်နိုင်တော့ဒီပြဿနာကြီးတက်တာပဲတကယ်တော့ဘုရားဘာသာမြန်မာလူမျိုးတွေဖြစ်တဲ့အတွက်သာသနာကိုအရင်ညှိုးနှွမ်းတဲ့ကိစ္စတွေအရင်ဖြစ်လာတဲ့ခါကျတော့မကောင်းဘူးပေါ့နော်အဲတမနာတွေထွန်းလင်းတောက်ပခြင်းပါတယ်တကယ်ကိုသာသနာကြီးထွန်းလင်းတောက်ပတဲ့မြန်မာနိုင်ငံကြီးဖြစ်စေခြင်းပါတယ်ရှင်ဖြစ်ချင်ပါတယ်ဒါမလင်းရဲ့ဆန္ဒပါဘယ်သူတယောက်ဦးတယောက်ကိုမှဝေဖန်ခြင်းမဟုတ်ပါဘူး မြန်မာနိုင်ငံကရှေ့နေတရားလူကြီးများကိုမြစ်တာရက်ခံပါတယ်အခုလိုမလေးမှုလူသက်မှုတွေဖြစ်နေဖြစ်နေတဲ့ပြုလုပ်တဲ့လူတွေကျူးလွန်တဲ့လူတွေကိုအများပြည်သူရှေ့မှာကြိုးမိတ်ပေးစေချင်ပါတယ်မြန်မာလူမျိုးမို့ဗုဒ္ဓဘာသာမို့ဒီလူမျိုးဟိုလုံးသိမ့်ဦးလုံးလို့မရဘူးဆိုတဲ့အရာတွေမဖြစ်စေချင်ဘူးပေါ့နော်ကြိုးမိတ်ပေးအများပြည်သူရှေ့မှာကွက်မြက်ပစ်တာမျိုးလုတ်ပြတင်ပါလေ။ဘာဖြစ်လို့အဲ့လိုမျိုးလုတ်ပြတင်တာလဲဆိုတော့ဒီလိုမျိုးတွေလုတ်ပြမှ နောက်နောက်လူတွေဒီအမှုတွေနဲ့ပတ်သက်လို့မကျူးလွန်ရဲမှမလုရဲမှပါဒီလိုမျိုးမှမလုပြဘူးဆိုရင်တော့ဒီအမှုတွေကထပ်မံပြီးတော့ဖြစ်နေဦးမှာပါရှင်မေတ္တာရက်ခံပါရဲ့ဘယ်တူတယောက်ကိုမှဝေဖန်ခြင်းမျက်နာလိုခြင်းစိတ်မရှိပါဘူးကျူးလွန်သူအမှန်တကယ်ကျူးလွန်သူကိုအများပြည်သူရှေ့မှာကွက်မြက်ပြတင်ပါလေရှင်ဒါကတော့စိတ်ထဲမှာအယံကိုစိတ်မကောင်းလို့တောင်းဆိုတာပါရှင်မေတ္တာရက်ခံ အားလုံးပဲမင်္ဂလာပါဆောစောကကျမတို့ကဒီဖုန်ကြီးကိစ္စနဲ့ကျမတို့ပြောတဲ့အခါမှာအဲ့ comment နေထဲမှာဥပန်နိတာလို့ခေါ်တဲ့ဖုန်ဖုန်တယောက်ကနေပြီးတော့မှ လူတွေကိုလှူရင်ရောကုသိုလ်ရလားတဲ့။အော်ဖုန်ဖုန်ရယ်ဘယ်လိုပြောလိုက်တာလဲ။မရှိတဲ့ဆင်းရဲသားတွေကိုလှူတယ်။မပြည့်တဲ့ဦးတွေကိုလှူတယ်ဆိုတော့ပို့ပြီးတော့ကုသိုလ်ရတာပေါ့။ကျမတို့ဖျားဟောတဲ့ထဲထဲမှာလည်းပါတယ်လေ။ တန်ကားတော်မှစစ်စစ်ပြီးတော့လှူရမယ်လေအခုကနီနီမြင်နာနဲ့ကုန်းရှခိုးနေတာ哦အဲ့ဒါကြောင့်မလို့ဒီလိုအဖြစ်ပြက်ဆိုးတွေဖြစ်လာတာမဟုတ်ဘူးလားဒီတဲ့ဆိုးတဲ့ဟာတွေအများကြီးနော်အများကြီးရှိတယ်လူတွေမပြောချင်လို့ဖုန်းကြောင်ပြင်းနာနေတဲ့လူတွေဆိုအကုန်လုံးတည်အောင်မယ်ကျမတို့ကမရှိစင်းရဲသားတွေကိုလှူတာတို့အဲ့ဒါကိုပိုကုတူရတယ်လို့ထင်တယ်ကျမတို့အခုနေတဲ့ကိုရီးယားမှာလေဆေးရုံဆေးကန်းနေ ဒီပြီးတဲ့အခါကျလို့ရှင်ကျမတို့ဒီမတန်ဆွမ်းနေနော်စင်တာတွေထောင်ပေးတာတွေဈေးယုံဈေးကန်းနေအဲ့လိုမျိုးနေရာတွေကိုပဲလှူပေးတာပဲဗုဒ္ဓဘာသာကျောင်းကမှတိတ်မလူကြအောင်ဒါကတော့သူတို့ဖရားကျောင်းတိတ်နေတဲ့နည်းနည်းပပပဲသွားကြတာဗုဒ္ဓဘာသာရင်းနဲ့ဖတ်တပြီးထတ်တိုးလာတဲ့ကျောင်းလည်းမရှိနော်မြန်မာပြည်မှာဆိုလည်းဒီလောက်နေတင်တော့တင့်ပြီလို့ပြောတာထတ်တိုးလာတဲ့ကျောင်းလည်းမရှိအခုကဖုန်ကြီးတိုင်းကတော်တော်များများပေါ့နော်အကျောင်းတိုင်ပဲဖြစ်ချင်တာ ကာတုံးကာရှိမဲဟန်ဖုံးရှိမဲအမလီအိုင်ဖုံးနေမှာလက်တော်နေအဲ့လိုပဲနေချင်းကြတာမဟုတ်ဘူးလားတာဒနာကိုဘလို့တိုးတက်အောင်လုပ်နေတယ်ဖုံးဖုံးနေလည်းရှိပါတယ်ကျမတို့ကိုယ်ွယ်တဲ့ဖုံးဖုံးနေဆိုကေပေးတောင်မရှိဘူးလှူခြင်းလို့တောင်မှလေလက်မခံအဲ့လိုဖုံးဖုံးနေကျမတို့ကိုယ်ွယ်ပါတယ်အဲ့တော့ခုနကဥပ္ပန္နိတဆိုတော့ဖုံးဖုံးသူ့အကောင်ထဲဝင်ကြည့်တာဖုံးကြည့်ပါလူတွေကိုလှူလို့ကုသိုလ်ရလားဆိုတော့ကျမဖုံးဖုံးနဲ့ပတ်သက်ပြီးတစ်ချက်ပဲပါလုပ်ချင်ပါတယ် တွန့်ချင်ပါတယ်။စာရီများများဖတ်ပါလို့ပြောချင်ပါတယ်။နော်။ဖုံဖုံတို့ရဲ့ brain wash ကဘာလဲဆိုရင်အမလေးမြင့်မြတ်တဲ့ပုံကိုလှူရင်ပို့ပြီးတော့မှကုသိုလ်ရတယ်။ဖုံဖုံမြင့်မြတ်ပါသလား။ပြီးရင်သူတို့လူပြီးရောနိဗ္ဗာန်ရောက်မှလာတယ်မေးသေးတာ။ဖုံဖုံတို့ကဖုံဖုံကအဲ့လိုမျိုးတွေလှုပ်ပြီးသွားတာနဲ့အခုလိုမျိုးပုံကိုဖြစ်တာနဲ့နိဗ္ဗာန်ရောက်မယ်လို့ဖုံဖုံကဘယ်သူကပြောတာလဲ။ အဲ့တော့ကျမတို့ကျမလည်းဗုဒ္ဓဘာသာဆက်ဆက်ပါပြောရင်အားလုံးကဝိုင်းပြီးတော့ပါလုံးမှာလဲကြိုက်အောင်မှာပဲအဲ့တော့မကြိုက်ခင်မှာဟိုတတိချက်ချာလေးပါလုပ်ပြပါလဲစဉ်းစားပြပါလို့ပြောချင်ပါတယ်ကျမတို့လေနောက်တစ်ချိန်ကြာလို့ရှင်ပညာရေးအတွက်ပဲလှုပ်ဆောင်သွားမှာပါစီယုံစီကန်ဒီပညာရေးတွေပြီးရင်နာမကျန်းဖြစ်နေတဲ့သူတွေဘိုးဘွားတွေဘိုးဘွားတွေတောင်တိတ်မလို့သူတို့ရူရန်ပြောင်းသွားမှာပဲအဲ့လိုမျိုးလုပ်တာ တော့ဒီမှာကစေယုံမှာရှိတဲ့တကယ်ကူမှာနောက်ဆုံးပေါ်ဆက်တည်ပေါ့အဲ့လိုလူပေးတာပဲပြည်သူတွေတက်တက်တတနဲ့နောက်ထင်ကြလို့ရှိလို့ရှိရင်လေဒီကိုရီးယားမှာရှိတဲ့အာမခံချက်တွေအကြောင်းလေးလေကျမအနေနဲ့ဆွေးနွေးပေးပါမယ်အများကြီးပေါ့တစ်နေ့တစ်ပုတ်လောက်ပေါ့အများကြီးပြောစရာတော့တိုးတက်လာရင်ဒီဟာတွေကိုတုံးအောင်ပါပဲကျမအများကြီးလေ့လာထားပါတယ်နော်ပုံပုံရဖုံးဖုံးတို့လက်သာသနာကိုမြဲအောင်ခုနကောက်ပန်တင်နေတာပေါ့နော်သာသနာကိုမြဲအောင် ဟိုတက်တော်တွေလည်းမတုံးပါနဲ့ဘုံကြီးတွေကပကိစ္စနဲ့တက်တော်တုံးလာတော့ဟိုကျမကိုးကွယ်နေတဲ့ဘုံကြီးဆိုလို့ရှိရင်ဘိုက်ဘာတော်မတုံးတတ်ဘူးကေပေးတော်ရှိအမေကတော့တက်တော်တွေလည်းတုံးစီရမယ်သာသနာပေါ်ပြန်ပွားအောင်လုပ်ပါလို့ပဲပြောချင်ပါတယ်နော်ဘေတုလူလူမပြည့်တဲ့အိုဒီလူခလေးလူလူအလုံးကုတူရပါတယ်လို့ညင်မြတ်တဲ့ပုပ်ကူဆိုတာအခုချိန်မှာလက်ချိုးရည်လို့ရတယ်ဖုံဖုံတော့မပါတော့ဟုတ်ပြီနော် ကဲ့ပါမျိုးတို့ရေမိုးအပ်ပြီးလို့ရတဲ့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီအကိုဒီအမကြီးပြောတာအရာကိုမှမှတ်သားဖို့ကောင်းနေပါတော့ဒီဖုန်ကြီးကြောင်းသွားမယ်ဆိုလို့ရှိရင်အတို့အပြက်တွေဘောင်းမီတွေကိုလို့သွားဖို့လည်းပြောချင်ပါတယ်ဒီဆီယာလိုရီနဲ့စကားပြောမယ်ဆိုလို့ရှိရင်လည်းအရာကိုမှအရော့တော်ဝင်မနေဖို့လည်းပြောချင်ပါတယ်ကြည်တံမျိုးကြီးလည်းဘူးတရာတင်ငတ်စာရအောင်လို့ပြန်လဲမြှောက်လိုက်တာပဲဖြစ်ပါတယ်လှဲကူကကြောင်းနေဖုန်ကြီးနဲ့ပတ်သက်ပြီးတော့တင်ငတ်စာရအောင်လို့ပြန်လဲမြှောက်လိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြဝဠာကြီးကိုလည်းဗီဒီယိုလေးရဲ့အမှောင် comment လေးရေးပြလို့ရပါရှင့် နောက်ထပ်လည်းမိုးဆက်လီတဲ့တင်ဟာတာဗီဒီယိုမျိုးတို့တာရက်ဆရာဗီဒီယိုတွေကိုနေ့စဉ်နဲ့တက်ဆက်ပေးတော့မှာမို့ဘဝ channel လေးကို like subscribe နဲ့တောက်ပို့တက်ဆက်ပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တာ